အဲ့တော့တမလို့ရေဒီချေတို့နံပါတ်5ကိုတက်လိုက်ကြရအောင်နော်ဟုတ်ပြီနံပါတ်5ရဲ့ပုံစံလေးကိုဒီချေကဖတ်ပြပါမယ်ရှင့်အားလုံးပဲလိုက်ကြည့်ပြပါနော်အော်တိုဗော်လာ တရက်မှခုနှစ်ရက်အထိအပင်တပင်ဤမြင့်မောင်းမှုကိုမြင်း graph တွင်ပြထားသည်အောက်ပါမိကုံများကို ဖြေပါအဲ့တော့ဒီ graph ကြီးမှာပြထားတာက အပင်တပင်ရဲ့မြင့်မာလာမှုဖြစ်ပါတယ်အဲ့တော့နမကကြီးအော်တိုဘာ၄ရက်နေ့တွင်နဲ့ sorry အော်တိုဘာ၄ရက်တွင် အမြင့်ညီညာရှိတဲ့နီးနမကခွေအော်တိုဘာတရက်မှခုနှစ်ရက်အထိစင်တီမီတာညီညာမြင့်ခဲ့တဲ့နီးဟုတ်ပြီအဲ့ဒီပုံစံလေးကိုတီချေတို့ကမင်းတို့ရဲ့လေ့ကျင့်ခန်းစာအုပ်ထဲမှာဖြေမယ်လीနော်ဟုတ် ပါပြီအဲ့တော့ဒီခြေကစာအုပ်ကလေးဖွင့်လိုက်အောင်မင်း အဲ့တော့တီချာအမြဲတမ်းပြောရတယ်နော်ဒါလေးကတီချာတို့ဖတ်စာအုပ်ထဲမှာပုံမှန်အတိုင်းဆိုရင်ဖတ်စာအုပ်ထဲမှာဖြေလို့ရတယ်ဒါပေမဲ့မင်းတို့ရဲ့အကြောင်းမှာကနော်ဘယ်လိုပုံစံနဲ့သင်မလဲမသိရတဲ့အတွက်ကြောင့်မို့လို့ကတကြောင်ပြီးတော့တီချာကအာသားတို့တမလို့ကိုစာမွေးမှမှာဖြေဆိုရတဲ့ပုံစံလေးကိုလေ့ကျင့်ပေးခြင်းတာကတကြောင်နော်အဲ့ဒါကြောင့်ပါโอเคကဲအဲ့ဒါဆိုလို့ရှိရင်လာအဲ့တော့တီချာတို့နံပါတ်တက်ပါမယ်ငါပုံမှာကာကြီး ဟုတ်ပါပြီအဲ့တော့ဒီ graph လေးထဲမှာအောက်တိုဘာ၄ရက်နေ့မှာတဲ့အမြင့်ဘယ်လောက်ရှိတလဲတဲ့အဲ့တော့ဒီချေတို့အောက်တိုဘာ၄ရက်နေ့ကိုသွားကြည့်ကြရအောင်အဲ့တော့မင်းတို့မြင်ရအောင်လို့ဒီချေကအကြီးချဲပြပါမယ်အောက်တိုဘာ၄ရက်နေ့အဲ့တော့၁၂၃၄၄ရက်နေ့မှာဘယ်လောက်ရှိတလဲဒီဘက်ကိုပြန်ကြည့်လိုက်တော့ဟုတ်ပါတယ်130ပါအဲ့ဒါကြောင့်ဒီချေတို့ရဲ့အဖြေကနမကကြီးအဖြေဘယ်လောက်ဖြစ်မလဲ130ပါရှင်ရေးလိုက်ပါ130 cm ပြီးသားရင်နမခကွေးဖြေးကြရအောင်ပါတကြောင်ကြော်လဲရတယ်မကြော်လဲရပါတယ်အောက်တိုဘာ၁ရက်နေ့မှ9ရက်နေ့အထိစင်တီမီတာမြင့်မြမြင့်ခဲ့တနည်း၁ရက်နေ့ကနေ9ရက်နေ့အထိဘလောက်မြင့်ခဲ့တလဲကိုသိချင်တာပါအဲ့တော့မင်းတို့တွေမြင်တောင်းလို့ဒီချက်ဒီလိုလေးပြပါပြီအဲ့တော့၁ရက်နေ့၁ရက်နေ့ကဒီမှာပါရှင့်၁ရက်နေ့9ရက်နေ့ဒီမှာပါရှင့် ဟုတ်ပြီနော်အဲ့ဒီကြားထဲမှာဘလောက်မြည်ခဲ့တယ်လဲကိုသိချင်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီချေရိုးရဲ့ဌာနချက်ကတရက်နေ့130နဲ့ဒီ9ရက်နေ့140 3ရဲ့ဈာထဲမှာဘယ်လောက်ဌာနလဲဆိုတာကိုသိကြပါရရှင်အဲ့တော့လာကြည့်ကြရအောင်ပါ130ဆိုတော့ဒီပါသူကနေသူတိယ30 20 30 30ရဲ့ဘယ်နှစိတ်လဲ1 2နှစိတ်ဟုတ်လား မဟုတ်ပါဘူးဒစိတ်ကိုဘယ်လောက်နှုံးလဲနှစ်နှုံးဖြစ်ပါတယ်เนาะအဲ့တော့ပြန်ပြောပါမယ်ဒစိတ်ကို နှစ်နှုံးဖြစ်ပါတယ်နှစ်စင်တီမီတာနှုံးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒါလေးက10 20 30 30ရဲ့နှစ်လေးအဲ့တော့ဘယ်လောက်လဲ 34ဖြစ်ပါတယ်ရှင်။ Okay ya ဆိုလို့ရှင် တို့တွေတော့ဖြည့်ကြရအောင်။ October 1ရက်နေ့ကနေပြီးတော့ဘယ်နေ့အထိလဲ9ရက်နေ့အထိအဲ့ဒီအပင်ကဘလောက်တောင်မြင့်တက်ခဲ့ပါသလဲ34 cm မြင့်တက်ခဲ့ပါတယ်ရှင်။နားလဲပါသလား။ဟုတ်ပြီเนาะဟုတ်ပြီပြီးသားပြီဆိုလို့ရှိရင်เนาะဒီချေတို့နံပါတ်6ကိုသွားကြရအောင်ပါတရုတ်သမလို့ရေနံပါတ်6နံပါတ်6ကဘာလို့ရမလဲ ပုံစံလေးဒီချက်ကိုဖတ်ပေးပါအောင်ရှင်အဲနံပါတ်6ကနနက်ခင်းတစ်ခုရဲ့အပူချိန်ပြောင်းလဲမှုကိုအောက် အောက်ပါဇာတ်ရင်းပြထားသည်ဒီဇာတ်မှာပြထားတယ်။အဲ့ဒါကိုမင်းတို့တွေက mean graph ဆွဲပြီးရပါမယ်။အဲ့တော့တို့တမတို့အခန်းနှစ်မှာပါတယ် mean graph ဆွဲတာမျိုးပြန်ပြီးတော့မှအမှတ်ရစေချင်တာဖြစ်ပါတယ်နော်။ခုနကနံပါတ်5လေးကကြတော့နံပါတ်5ကကြတော့အာ mean graph မှာဒီကျတို့ data အချက်လက်တွေကိုဘယ်လိုမျိုးဖတ်ရမလဲဆိုတာကိုပြန်သတိရစေချင်တာပါ။အခုကကြတော့ mean graph ကိုဘယ်လိုဆွဲတာမလဲဆိုတာကိုပြန်မှတ်မိစေချင်တာပါနော်။ဟုတ်ပါပြီ။အဲ့တော့ mean graph ဆွဲတာနေ့မှာဒီကျတို့အဆင့်1ဘာလို့မှာလဲခေါင်းစဉ်ရေးပါမ မယ်ခေါင်းစဉ်လေးကဘယ်ရမှသွားရှာကြရမလို့ပါဘူးတစ်ခါလေးကြာရင်ဇရာရဲ့ခေါင်းစဉ်ဒါမှမဟုတ်ရှင်တစ်ခါကြာရင်ပိတ်ပုတ်စာလေးရဲ့ခေါင်းစဉ်အဲဗာလဲပုတ်စာလေးတွေမှာလဲခေါင်းစဉ်လေးတွေရှာလို့ရပါတယ်ဟုတ်ပါပြီအားဆိုလို့ရှင်ဒီညင်းကရက်ရဲ့ခေါင်းစဉ်လေးကဗာလေးဖြစ်မယ်နည်းနည်းခင်းတစ်ခုဤအပူချင်းပြောင်းလဲမှုရေးလိုက်ပါဟိနန်းနတ်ခင်းတခုဤအပူချင်း ပြောင်းလဲမှုဟုတ်ပြီအစစ်နှစ်ဘာလို့မလဲအာ downlight scale တွေချမယ်အလျားလိုက် scale တွေချမယ် okay အဲ့ဆိုလို့ရှိရင်ဒီချေတို့ကအောက်ကအလျားလိုက် scale ကိုအရင်ဆုံးချလိုက်ကြရအောင်အလျားလိုက် scale ကဘာလေးလဲဟိနော်အချိန်ဖြစ်ပါတယ်အချိန်နာရီအချိန်ရဲ့ unit ကဒီချေတို့နာရီနဲ့ပြောမှာဖြစ်ပါတယ်နော် ဟုတ်ပြီပြီးတော့ပြီဆိုလို့ရှိရင်เนาะဒီကျေတို့အစိတ်ကလေးတွေကိုချလိုက်ကြရအောင်မအဲ့တော့5 6 9 8 9 10အဲ့ဒီကနေစချမယ်5 6ဆိုလိုတာက9နိုင်6နိုင်9နိုင်ကိုပြောတာပါ8 90ဟုတ်ပြီအပေါ်မှာပြီးသွားရင် downline နေရာချပါမယ် downline ဝင်ရောမှာဒီကျေတို့ဘာလို့နေရာချမလဲဆိုရင်အပူချိန်ကိုနေရာချပါမယ်ရှင်တအားတို့တမလို့ရေးလိုက်ပါအောင် apple chain အပူချိန်ရဲ့ unit ကတီချာတို့ဘာနဲ့တိုင်ပါလဲ degree centigrade နဲ့တိုင်ပါမယ်အဲ့တော့အပူချိန်ကိုတီချာတို့ scale ချဖို့အတွက်သူ့ရဲ့ဇာတ်မှရှိတဲ့အမြင့်ဆုံးကိုတီချာတို့ကြည့်ကြရအောင်အများဆုံးကဘယ်လောက်လဲ27အဲ့ဆိုလို့ရှိရင်ဇာတ်ကွက်တစ်ခွက်ဒီပေါ့နော် အစိတ်တစိတ်ကိုတချို့ဘယ်လောက်နှုံးနဲ့ထိုင်ရလဲ9နဲ့ထိုင်မရဘူးလားလောက်ကြည့်မယ်နော်50 55 20 25 30ထိရတယ်နော်အဲ့ဒါဆိုလို့ရှင်9နဲ့ထားလို့ရပါတယ်9တစိတ်ကိုတစ်နှုံးနဲ့ထားပါတယ်10 25 20 25 30ပါရှင့်နားလည်ပါသလား ဟုတ်ပြီပြီးသားပြီဆိုရင်เนาะဒီကျဲတို့နေရာလေးတွေအကုန်လုံးချလုပ်ပြီးသွားရင်ဒီကျဲတို့ဒီအာဘာလို့မှာလဲအဆက်ကလေးတွေချကြမယ်เนาะတက်ဆိုင်ရနေရာမှာခေတ္တရတ္တမလို့ရင်9နာရီမှာအပူချိန်ဘယ်လောက်ရှိတယ်လဲ14အဲ့ဒါကြောင့်9ရဲ့တဲ့တဲ့မှာ14ဒီကျဲ30ကိုပြောင်းပြန်ရေးလိုက်တယ်နေတူတယ်ဟုတ်လားနော်အဲ့တော့ငားတက်တဲ့14တက်တဲ့နေရာမှာဒီချက်ကိုအဆက်တစ်ဆက်ချပေးပါရှင့် ဟုတ်ပါပြီအဲ့တော့အနည်းအောင်လေးနဲ့ချလိုက်မယ်เนาะโอเคကဲပြီးတော့ရင်6နိုင်ကြီးမှာကဘယ်လောက်လဲ7အဲ့တော့6တက်တက်7ရောက်တဲ့နေရာမှာဒီချက်ကို အစက်ကလေးတစ်စက်ချပေးပါ ခွနစ်မှာက73အဲ့တော့ခွနစ်တက်တက်မှာ73ဖြစ်တဲ့နေရာမှာအစက်တစ်စက်ချပေးပါရှင်8မှာက15 8တက်တက်မှာ15ပါရှင် โอเคပြီးတော့တော့ကို9နိုင်က9နိုင်မှာက18 degree centigrade အဲ့တော့ကိုရဲ့တက်တက်မှာ18ဖြစ်တဲ့နေရာ15 16 စခွန်78ဒီနေရာလေးပေါ့အမှတ်ကလေးချလိုက်ပါပြီးတော့10နိုင်မှာဘယ်လောက်လဲ27ဟာ27တော့30တက်တဲ့20ကိုကျော်ပြီးဒစိမ့်မှာအဆက်ကလေးချပေးပါပြီးရင်ဘာလို့ကြရအောင်လဲအဲ့ဒီအဆက်ကလေးတွေကိုတို့တွေဘာလို့ရအောင်လဲဆက်ရပါမယ်ရှင်ဒစက်ချင်းစီကိုမြင်းပြောင်ကလေးနဲ့ဆက်ပေးပါနော်လောပကြည့်ပြီးရော20 30တွေသွားဆက်လို့မရဘူးတစက်ချင်းစီကိုပဲမြင်းပြောင်ကလေးနဲ့ဆက်ပေးပါရှင် ဒီလိုပုံစံလေးရလာပါလိမ့်မယ်အဲဒါဆိုလို့ရှိရင် တအားသမလို့က graph ကိုကြည့်ပြီး sorry ဇာတ်ကိုကြည့်ပြီးတော့ graph ဆွဲတာနှီးကိုပြန်ပြီးမျက်မိသွားပြီလို့ထင်ပါလိမ့်ရှင့်ဟုတ်ပြီနော်โอเคအဲဆိုလို့ရှိရင်ဒီအပိုင်းလေးကိုဒီချက်ဗီဒီယိုတစ်ခုအနေနဲ့လုံးလိုက်မယ်ပြီးတော့ရင်နံပါတ်9ကိုဆက်တွေ့ကြမယ်နော်ဟုတ်ပါပြီအဲ့တော့နောက်ဗီဒီယိုလေးကိုဆက်ကြည့်ပေးကြနော်ဒါလေးပြီးတော့မှနောက်ဗီဒီယိုလေးကိုကြည့်ပေးပါရှင့်အဲဆိုနောက်ဗီဒီယိုမှာပြန်တွေ့ရမယ်